မင်္ဂလာပါခုတစ်ခေါက်မှာတော့ဇူလိုင်လထဲမှာပြည်내လာနိုင်ခြင်းရှိတဲ့သတင်းတူသတင်းမှားတွေကိုသတင်းဖတ်ရှုသူတွေအနေနဲ့ကြိုတင်သတိထားမိနိုင်အောင်ဖော်ပြတင်ဆက်သွားမှာပါ။လစဉ်အတီပေးနေကြဖြစ်တဲ့တိုက်ပွဲသတင်းတွေနဲ့ပတ်သက်ရင်တော့အချက်လက်အမှားတွေပါဝင်တဲ့မြေပြင်ခြေနေတွေစစ်ဆောင်ဒေတာတွေရဲ့အခြေအနေတွေနဲ့ပတ်သက်တာတွေနောက်ပြီးတိုက်ပွဲဗီဒီယိုဖိုင်နဲ့ဆက်ဆက်ပြီးထွက်လာနိုင်ခြင်းရှိတဲ့ရုပ်သံဖိုင်အဟောင်း AI ဖန်တီးမှုတွေနဲ့အတူဝါရဖြန့်သတင်းမှားတွေရဲ့ပြည်내လာနိုင်ခြေတွေကိုလည်းသတိထားစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ တစ်ဆက်ထဲမှာပဲဒီလိုတိုက်ပွဲသတင်းတွေနဲ့အတူလူမျိုးရေးဘာသာရေးပြည်ပခါကိုဥတီစီတိုင်းနဲ့အမုန်းစကားတွေပါဝင်နေသတင်းသူသတင်းမှားတွေနဲ့ရောနှောဖြန့်ဝေရာတွေကိုလည်းသတိပြုရပါမယ်7ဇူလိုင်ရေးတော်ပုံနှစ်ပတ်လည်နေ့လည်းရှိနေတာကြောင့်ဒါနဲ့ပတ်သက်ပြီးသတင်းသူတွေထပ်ပေါ်လာနိုင်ပါတယ်အလားတူပဲဇူလိုင်16ရက်နေ့ဟာအာဇာနည်နေ့ဖြစ်ပါတယ်ဒီလိုနေ့တွေမှာပြည်ရင်းမှာဖက်ဖက်ကတော်လန်နေကြတဲ့သူတွေအနေနဲ့လုံးကြုံရင်းရသတိထားဖို့လိုသလိုအာဇာနည်နေ့ဆိုတဲ့တမိုင်းမှတ်တမ်းတွေနဲ့ပတ်သက်ပြီးအချက်အလက်မှားတွေဖြန့်ဝေလာနိုင်ပါတယ် ကမ္ဘာတဝန်းကစစ်ပွဲအိမ်နဲ့ပတ်သက်ရင်လည်းသတင်းတူတွေအိမ်ဖန်တီးမှုတွေပြန့်နှံ့လာနိုင်ပါတယ်။မိုးရသည်လည်းဖြစ်တာကြောင့်မိုးလေဝသသတင်းတွေရေကြီးရေရှမ်းသတင်းတွေနဲ့အတူသတင်းတူတွေလည်းပေါဝင်ပြန့်နှံ့နိုင်ပါတယ်။အခုချိန်မှာလည်းအိမ်နဲ့ပတ်သက်ပြီးပူပူတိုးတက်လာတာကိုမြင်ရပါတယ်။ဒေါသဖိုင်တွေကိုဖန်တီးလို့ရလာသလိုဒိုးစလိုပုံဖော်လို့ရလာပါပြီ။ဒါကြောင့်ရှေ့လျှောက်သတင်းတွေကြည့်ရှုတဲ့စာဖတ်သူတွေဟာသတင်းဖတ်ရှုတဲ့အခါမှာသတင်းအမှတ်အမှန်တွေမကပဲအိမ်နဲ့ပါပြုတ်ထုတ်ထားလားမထားဘူးလားဆိုတာတွေပါသတိထားရတော့မှာဖြစ်ပါတယ်။ ဒါကတော့ဇူလိုင်လအတွင်းပြည်နယ်လာနေကြီးရှိတဲ့သတင်းအကြောင်းအရာတွေနဲ့ပတ်သက်ပြီးသုံးသပ်တင်ပြခဲ့တာပဲဖြစ်ပါတယ်။မိမိဖတ်ရှုလိုက်တဲ့သတင်းတွေကိုချက်ချင်းမယုံကြည်ပဲတရားဝင်ထုတ်ပြန်ချက်တိကျတိကျတဲ့သတင်းကြီးမြစ်တဲ့အတူလွတ်လပ်ပြီးအမိကိုကင်းတဲ့သတင်းဌာနတွေကနေတစင်တိုက်ဆိုင်စစ်ဆေးကြဖို့တိုက်တွန်းလိုက်ပါရစေ။ ီဇီမာကိုကြည့်ရှုအားပေးနေတဲ့သူတွေအနေနဲ့လည်းစစ်စစ်စီရင်တဲ့သတင်းတွေရှိခဲ့ရင်မီဇီမာကိုပေးပို့လို့ရပါတယ်ပေးပို့မယ်ဆိုရင်တော့ t.alwise@ajfpizza ဆိုတဲ့ link ကိုရိုက်ထည့်ပြီးစစ်စစ်စီရင်တဲ့သတင်းအကြောင်းအရာကိုလင့်နဲ့တကွပေးပို့ပေးပို့မြစ်တာရက်ခံအပ်ပါတယ်လောကောမီဒီယာကိုဆက်လက်ရည်တည်ဖန်ဖို့ပရိသတ်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မီဇီမာ TV YouTube Channel မှာမြန်မာဝေဖန်ခြင်းဖြင့်ကူညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါစေ